တန်ကြအဖွဲ့တွေအနေနဲ့အမုံပွားစေတဲ့အရာတွေကိုပြောဆိုသွားမှာမဟုတ်ဘဲပြည်ပြင်တင်တာတွေကိုပဲအဓိကထောက်ပြသွားမယ်လို့88မျိုးဆက်ညဉ့်ညိုင်းနဲ့ပွင့်လင်းလူအဖွဲ့အစည်းကပြောပါတယ်ဒီတဲ့င်းကိုခိုင်ပန်းနုကပြပို့ထားပါရရှင်ဒီမရွေးရတန်ကြပြိုင်ပွဲတွေကိုပျောက်ကွယ်မသွားအောင်ထိန်းသိမ်းလာခဲ့တာခုဆိုနှစ်ပေါင်းတော်ကြာခဲ့ပြီဖြစ်ပါတ တန်ချက်ဆိုတာပြည်သူတွေကြားအမုန်းပွားအောင်သွေးထိုးလုံးဆိုတာမျိုးမဟုတ်ပဲလှုပ်ဆောင်တင်တာတွေပြုပြင်ပြောင်းလဲတင်တာတွေကိုပြင်ဆင်နိုင်အောင်ထောက်ပြပြောဆိုတာဖြစ်တယ်လို့88မျိုးစံငင်းချင်းနဲ့ပွင်လင်းလူဖွဲ့စည်းကပြောပါတယ်လူမျိုးရေးဘာသာရေးနဲ့ပတ်သက်ပြီးတော့မလိုလားအတားတွေမပေါ်ပွားအောင်လို့ဝိုင်းထိန်ကြပါလို့အလောက်ပဲပြောပါတယ်အဲ့ဒါဟာအစိုးရတစ်တရအနေနဲ့အမတန်မှဟိုပြည်သူလူထုကိုပေးအပ်တဲ့ငဘုံမူလအခွင့်အရေးပေါ့ဗျာအဲ့ဒါဝမ်းသာဖို့လည်းကောင်းတယ်ကျွန်တော်တို့ဘက်ကတန်ကြတ်သမားတွေဘက်ကလည်းသိတယ် စဉ်းစားဆိုတာဘာလဲဆိုတော့မိမိရဲ့အသိဉာဏ်သာလေးမိမိရဲ့စံသာပဲအဲ့တော့ကိုယ့်ရဲ့ဉာဏ်ပညာနဲ့ပဲစံသာလုပ်ပြီးသွားကြမှာဟိုသွေးရသားရကတော့ဘယ်နည်းနဲ့မှဒီလိုမျိုးလူမျိုးရဲ့ဘာသာရေးစိတ်ဝမ်းကွဲတာတွေပေါ်လာကြရအကြောင်းမရှိဘူးအားလုံးကဉာဏ်ပညာနဲ့ထိန်းသွားမယ်ပြုမြင်တင်တာတွေကိုပဲပြုမြင်ဖို့ပြောကြမှာပါနှစ်မှာမြမရွာတန်ချက်တွေကိုစဉ်းစားကင်းလွခွင့်ပေးလိုက်တာဟာအင်မတန်ကောင်းမွန်တဲ့လုပ်ရဖြစ်ပြီးတန်ချက်အဖွဲ့ရဲ့အနေနဲ့ကလည်းမိမိတို့ရဲ့တန်ချက်အပေါ်တာဝန်ယူမှုအပြည့်အဝရှိတဲ့နယ်လို့ခိပစက်တန်ချက်အဖွဲ့ကပြောပါတယ်။ ပြည်သူတယောက်အနေနဲ့ပြည်သူတွေရဲ့ပြောဆိုခွင့်ပြောဆိုခြင်းနဲ့ကိစ္စရမှန်တယ်မြို့ပြောဆိုပိုင်ခွင့်ပေးလိုက်တာဟာလွတ်လပ်လွတ်လပ်လပ်ပြောဆိုပိုင်ခွင့်ပေးလိုက်တာအရန်ကောင်းတဲ့အစီအစဉ်ပါလို့တော့ကိုပြောတဲ့ကိစ္စကြီးကိုလုပ်နေတဲ့လှုပ်ဆောင်ချက်တွေကိုပြောနေတဲ့ပြောဆိုမဲ့စကားလုံးတွေပေါ်မှာတော့ကို့မှာတာဝန်ယူမှုတာဝန်ခံမှုဆိုတော့ရှိခဲ့ပါတယ်အားလုံးကအဲ့တော့လွတ်လပ်ခွင့်ပေးလိုက်တဲ့အရန်ကောင်းပါရှိစရှိမတိုင်ခင်ကတန်ကျက်အဖွဲတွေများခဲ့ပေမဲ့နောက်ပိုင်းမှာအစိုးရကတင်းကျပ်မှုတွေပြုလုပ်လာတဲ့အတွက် တန်ချက်တွေတဖြည်းဖြည်းမိမ့်မိန်ခဲ့ရပြီးအခုနောက်ပိုင်းမှာပြန်လည်များပြားလာတာပါပြီးကြတဲ့နှစ်အထိကတော့တန်ချက်စာသားတွေကိုစစ်စစ်ရေးတင်ခဲ့ရပါတယ်ရန်ကုန်မှာပြီးကြတဲ့နှစ်ကတန်ချက်အဖွဲ့15ဖွဲ့လောက်ပဲရှိခဲ့ပေမဲ့ဒီနှစ်တကြမ်းမှာတော့အဖွဲ့ပေါင်း20ကျော်30လောက်ထိရှိလာနိုင်တယ်လို့တန်ချက်အဖွဲ့တွေကပြောပါတယ်ကျွန်မခိုင်ပန်းနူပါ